ဘုရားတို့ဒီမြတ်စွာဘုရားရဲ့ဂုဏ်တော်ကိုပါတယ်မှာအရဟံဆိုတဲ့ဂုဏ်တော်လေးတစ်ချက်တော့စဉ်းစားကြည့်ပါအရဟံအရဟံဆိုပူဇော်သူကိုခန္ဓာမထိုက်တဲ့ပုဂ္ဂိုလ်လို့လည်းဆိုတယ်။နောက်ကိလေသာကင်းစင်တဲ့ပုဂ္ဂိုလ်လို့လည်းဆိုတယ်။နောက်ရဟောအရဟောအဲ့လိုနှုတ်ခွဲလိုက်ရင်မြတ်စွာဘုရားက သူတပားရဲ့ရှေ့မှာလည်းမကောင်းမှုကိုမလုပ်ဘူး။နောက်အရဟောသူတပားရဲ့နောက်ွယ်မှာလည်းဒါမကောင်းမှုကိုမလုပ်ဘူးလို့ဒါမြတ်စွာဘုရားရဲ့ဂုဏ်တော်တစ်ခုဖြစ်တာပေါ့။ဒါဘုန်းကြီးတို့အဲဒုတိယရဲ့အာလုံးလည်းဒီတိုင်းပဲကိုယ်ရမှာဖြစ်စေမျက်မှောက်မှာဖြစ်စေသူတပားရဲ့ကိုယ်ဖြစ်ဖြစ်သူတပားရဲ့ရှေ့မှောက်မှာဖြစ်ဖြစ်ဒါမကောင်းမှုကိုရှာဖို့အဲလိုအပ်တယ်။နောက်ဒီဘုန်းကြီးတို့ အခုခေတ်ခါကာလသမယမှာဒီရှိမောက်မှာရှိတဲ့ပြိတ္တထက်အရဟောနောက်ပေါ်မှာရှိတဲ့ပြိတ္တကပို့ပြီးတော့အရင်ကြည့်ထားတယ်။ဒီနေ့ပြပြောဒီခေတ်ကာလအလျောက်ဒီဘုံပိုင်းကောင်းကိုသုံးတာပေါ့။အဲ့လိုသုံးတဲ့ချိန်မှာဒါမိမိတို့ကမထင်မှတ်ပဲနဲ့နော်အဲမထင်မှတ်တဲ့ပုံတွေသူတို့ကကိုထိခိုက်မဲ့ပုံတွေကိုယ့်ရဲ့ အမျိုးဘာသာတာနာသိက္ခာကိုထိခိုက်မဲ့ပုံလေးတွေတင်မိသွားရင်လည်းဒါအရဟောနဲ့ဆိုင်သွားတယ်မကြည်ညိုမဖြစ်သွားတာပေါ့ဒီအဲကိုခြေရာတွေညတော့ဒီမြေပြင်ပေါ်မှာရှိတဲ့ခြေရာတွေတော့ဖြည့်ဖြည့်ရလွယ် online ပေါ်တက်သွားတဲ့ဒီမကောင်းတဲ့ပုံရိပ်တွေကဒါပြန်ဖြတ်ဖို့ဆိုအင်တာမတ်ခဲရင်လည်းဒါအဲအင်တာမတ်3တာဖို့လို့တယ်ရဟန္တာကတော့များလည်းဒီတိုင်းပဲအဲအခု ရှင်ပြားတို့ဒီဘူပိုင်းဖုန်းကိုဆော့တယ်နော် TikTok ဆော့တယ် Facebook ဆော့မယ် online တွေဆော့မယ်ဆိုတာဆော့လို့ရပါတယ်ဒါပေမဲ့ကိုတင်တင်နဲ့ပုံလားမတင်တင်နဲ့ပုံလားအဲ့ဒါလေးတစ်ချက်စဉ်းစားပြီးမှတင်ပါနော်တဏှာလေးကိုထိခိုက်မဲ့ဥစ္စာကိုယ့်ရဲ့အကြောင်းကိုယ်တိုင်သာသိခဲ့မဲ့ဓာရီမတင်ဖို့အနည်းငယ်တောင်းပါရပါတယ်နောက်တရားရဟန်းမလည်းဒီတိုင်းပဲကိုရင်လေးတွေဥစဉ်လေးတွေအလုပ်ပြည့်ဒီခေတ်ကာလမှာဒုံလပတွေလာဝတ်တယ်ဆိုရင်လည်းဒီပုံက နော်တင်တဲ့လားမတင်တဲ့ဘူးလဲအဲ့ဒါလဲတို့တခါတခါမလဲဝိုင်းထင်းလို့လိုအပ်တာပေါ့နော်ဘာကြောင့်လဲဆိုတော့ဒီရှင်ညာပြုလာကလေးကိုကနော်ဥပ္ပစီဆရာကိုတောင်းတဲ့ချိန်မှာဥပ္ပစီဆရာကပြောလဲပါတာတိကိနတံပါတိထဟောជីညူဘွဲအသွင်ကိုဆောင်းပြီးတော့နေပါလို့အဲ့လိုဆုံးမတာဒါជីညူဘွဲအသွင်ကိုဆောင်းအမှာသူများရဲ့ နောက်ကွယ်မပြီးပြီရှေးမောက်မှာပဲပြီးဖြစ်ဟောကိုအိန္ဒြေသိက္ခာနဲ့ဒါတမဏတာရုပ်ဖြစ်အောင်หนีตัวจากผู้อธุตริปิโลกาเลย